မင်္ဂလာပါအခုချိန်အားစပြီးတော့ဂျွန်လ၄ရက်နေ့ဗုဒ္ဓဦးနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရက် NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအမီပါ ကရင်ပြည်မှာစခန်းကြီးတစ်ခုကိုကရင်အမျိုးသားအစည်းအရုံး KNU ပူးပေါင်းတပ်ဖွဲ့တွေကထပ်ပြီးတော့သိမ်းပိုက်လိုက်ပါတယ်။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်မြောက်ရီမြို့နယ်တဲကစစ်ကောင်စီရဲ့သေပေါ်ဖို့စခန်းကို KNLA ပူးပေါင်းအဖွဲ့တွေကသိမ်းယူလိုက်တာဖြစ်ပါတယ်။ဂျွန်လ3ရက်နေ့မနေ့တုန်းကစခန်းသိမ်းတိုက်ပွဲထဲမှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်30ကျော်သေဆုံးခဲ့ပြီးအယောက်80ကျော်ကလက်နက်ချခဲ့တယ်လို့ကရင်ပြည်ဘက်ကလာတဲ့သတင်းတွေကဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြားကနေပဲဒီတိမ့်ယူနိုင်ခဲ့တာဖြစ်ပါတယ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဒီပြစ်ကူပေးမှုတွေဟာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပေါ်ကျပြီးတော့တိုက်ဆုံမှုတွေလည်းရှိခဲ့တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်သေဘောဘူးစခန်းသိမ်းတိုက်ပွဲတွေကစစ်တပ်ရဲ့လေကြောင်းပုံကျဲမှုနဲ့ဒီတိုက်ပွဲတွေကြောင့်တော့ဒေသခံပြည်သူ900ကျော်လောက်ဟာထိုင်းနိုင်ငံဘတ်ချန်းကိုထွက်ပြေးခိုးလုံနေရပါတယ်သေဘောဘူးစစ်ကောင်စီတပ်စခန်းဟာဆိုလို့ရှိရင်ဒီကရင်အမျိုးသားအစည်းအရုံး KNU တမဟာ6ရဲ့အဓိကအရေးပါတဲ့ဝင်ငွေလမ်းကြောင်း gate တစ်ခုဖြစ်ပြီးတော့1990ကျော်လောက်မှဒီစစ်ကောင်စီကသိမ်းယူပြီးတော့တက်ဆွဲနေထိုင်ခဲ့တာမနေ့ကအချိန်ထိလို့ဆိုရမှာဖြစ်ပါတယ်။မြဝတီဝေါ်လီကာလန်ကိုဒီစုံမထားတဲ့အရေးပါတဲ့တေဘောပိုစခန်းဟာစစ်တပ်ကနှစ်ပေါင်း30ကျော်အကြာထိန်းချုပ်ထားတဲ့စခန်းပဲဖြစ်ပါတယ်။ ခိုင်တိုက်ပွဲတွေရဲ့ဒီနောက်ဆုံးအခြေအနေလေးကိုပြောပြပါဦးမယ်။အပြည့်ရဲ့တလားထတ်တိုးလိုက်တဲ့စစ်ကောင်စီကရခိုင်ပြည်ကြောက်ဖြူမြို့နယ်တဲကိုဒီလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေဇက်တိုက်လုပ်နေတယ်လို့မြေပြင်မှာဆိုလို့ရှိရင်လည်းတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။တ냐ဝတီရေတပ်ဌာနချုပ်ကနေလက်နက်ကြီးတွေနဲ့နေတိုင်းပစ်နေတာလို့ဒေသခံတွေကပြောပါတယ်။မနေ့ကဆိုလို့ရှိရင်တ냐ဝတီရေတပ်ဌာနချုပ်ကအင်အား90လောက်ပါတဲ့စစ်ကောင်စီစစ်ကြောင်းကဝင်လာတာကြောင့်ဒီကတ်တပြေရွာနာမှာအာရခတ်တက်တော်အေး ေးနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပါရယ် ရခိုင်ဘက်ကလာတဲ့သတင်းတွေရဲ့အဆိုအရတော့ဒီမေလနောက်ဆုံးအပတ်မှာဒီ AA ရဲ့ထိုးစစ်ကကြောက်ဖြူမျိုးနဲ့6မိုင်အကွာကအမှတ်30နဲ့ရဲတိုက်ခတ်ရေးတိုက်ရင်ရဲ့အနည်းဆုံးနေရာနာအထိကိုရောက်နေပြီလို့သိရပါတယ်။နောက်ထပ်တစ်ပုဒ်ကတော့ရှမ်းမြောက်ဒေသတွေကတိုက်ပွဲတွေအကြောင်းမှာအပြည့်ရထားတဲ့စစ်ကောင်စီကရှမ်းမြောက်ဒေသထဲမှာရှိတဲ့ကြောင်မဲနောင်ချိုမိုးကုတ်မိုင်းငော့ပြီးတော့မိုင်းလုံးနဲ့မန်တုံမျိုးနယ်တွေတဲကိုလေကြောင်းအပြင်ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တာပြီးတော့လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ိုလုပ်ခဲ့ပါတယ် ဒီလိုမျိုးပြစ်ခတ်တိုက်ခိုက်မှုတွေဒီဘုံကျဲမှုတွေကြောင့်အရက်သား၈ယောက်သေဆုံးခဲ့ပြီးတော့၁၈ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ကသတင်းထုတ်ပြန်ပါတယ်။နောက်ပြီးတော့ဒီအရက်သားနေအိမ်တွေလည်းထိမှန်ပျက်စီးခဲ့ပါတယ်။မေလထဲမှာလေကြောင်းတိုက်ခိုက်မှုတွေအပြင်အစိမ့်ငွေဘုံတုံးပြီးတော့ကျဲတာတွေလည်းရှိခဲ့တယ်လို့ TNL ကပြောပါတယ်။အပြစ်ရဲ့ကြေညာထားတဲ့စစ်ကောင်စီကမေလထဲမှာလည်းဒီအရက်သားတွေနေတဲ့နေရာတွေကိုပိတ်မထားပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။အခုဂျွန်လမှာဆိုလို့ရှိရင်လည်းဒီ လေချောင်းလက်နက်ကြီးနောက်ပြီးတော့ drone တွေနဲ့ပစ်ခတ်တိုက်ခိုက်နေသလိုရွာတွေအိမ်တွေကိုလည်းမိရှုဖျက်ဆီးမှုတွေလုပ်နေပါတယ်အစိုးရချမ်းချမ်းနဲ့ဆက်ဆက်ပြီးတော့ထောက်ပို့လုပ်တယ်လို့ဆိုပြီးဆွဆွဲခံရတဲ့သူ၂ယောက်ဖမ်းဆီးခံလိုက်ရပါတယ်။အစိုးရချမ်းချမ်းအဲကိုစားပေါ့လေဒီတော်လိုင်းရေးတပ်ဖွဲ့တွေစီကိုကြားခံပြီးတော့ငွေလွှဲပေးနေတယ်ဆိုတော့ဆွဆွဲ ချက်နဲ့အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။ မန်းလေးမြို့ကဒီအမျိုးသမီးတယောက်နဲ့ရန်ကုန်ကအမျိုးသားတယောက်တို့ကိုဖမ်းဆီးထားတယ်လို့စစ်ကောင်စီဘက်ကထုတ်ပြန်ပါတယ်။သူတို့နှစ်ယောက်ကချမ်းချမ်းရဲ့ဒီ online ဈေးရောင်းလုပ်ငန်းကနေနိုင်ငံခြားပစ္စည်းတွေကိုတဆင့်ထပ်ပြီးတော့ဖြန့်ဝေပေးတာနဲ့ဒီငွေကောက်တာတွေကိုလုပ်ပေးနေတယ်ဆိုပြီးတော့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။သူတို့ကတော့မေလနဲ့ဒီ April လတုန်းကဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။သူတို့ကိုဘယ်ပုံမှန်တွေနဲ့အမှုဖွင့်ပြီးတော့တရားစွဲဆိုထားတယ်ဆိုတာကိုတော့စစ်ကောင်စီဘက်က ထုတ်ပြန်လာတာမျိုးမရှိသေးပါဘူးသူတို့နှစ်ယောက်ဟာအပြစ်မရှိဘဲမတရားဆွတ်ဆွဲပြီးတော့ဖမ်းဆီးခံရတာဖြစ်တယ်လို့ချန်ချန်ကပြောဆိုထားပါတယ်နိုင်ငံပြင်ပကိုရောက်နေတဲ့တော်လန်ရေးထောက်ခံသူတွေရဲ့ဒီ online လုပ်ငန်းတွေကိုပြည်တွင်းကနေကူညီမယ်ဆိုရင်ဒီအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှန်တွေနဲ့အရေးယူမယ်ဆိုပြီးတော့စစ်ကောင်စီကတတိပေးထားပါတယ်ရှင် ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုပြောပြမှာပါပြည်သက်တွေအနေနဲ့ခရိုင်းမီးယားကိုတိကြမယ်လို့ထင်ပါတယ်ခရိုင်းမီးယားဆိုတာကဒီယူကရိန်းနိုင်ငံထဲမှာရှိတဲ့ရုရှားကသိမ်းပိုက်ထားတဲ့နေမြေတစ်ခုပါအဲ့ဒီခရိုင်းမီးယားဒေသကိုရုရှားနိုင်ငံနဲ့ပင်လယ်ကို ဖြတ်ပြီးတော့ဆက်ထားတဲ့ကားလန်ရထားလန်တွေပါတဲ့တံတားကြီးတစ်ခုရှိပါတယ်အဲ့ဒီတံတားကြီးကိုမနေ့ကတော့ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့ကရေအောက်ဖောက်ခွဲရေးပစ္စည်းတွေတုံးပြီးတော့ဖောက်ခွဲခဲ့ပါတယ်ဒါဟာယူကရိန်းကို ဒီရုရှားကကျူးကျော်ဆင်ဆင်နွှဲပြီးနောက်ပိုင်းတတိယအကြိမ်မြောက်ဖောက်ခွဲမှုဖြစ်ပါတယ်။ယူကရိန်းစစ်ဘက်ကတော့အခုဖောက်ခွဲမှုထဲမှာဒီရန်တန်ချင်းကီလိုဂရမ်1100သုံးထားပြီးတော့တရားကြီးရဲ့ရေအောက်အဲထောက်တိုင်တွေကို ပြင်းပြင်းထန်ထန်ပျက်စီးစေခဲ့တယ်လို့ပြောပါတယ်။ဒီစစ်စင်ရေးဟာတနေ့ကရုရှားရဲ့ဘီလီယံနဲ့ချီတန်ဖိုးရှိတဲ့ဗျူဟာမြောက်လေယာဉ်တွေကိုတိုက်ခိုက်ပြီးတဲ့နောက်ပိုင်းမှာဆက်လုလာတဲ့စစ်စင်ရေးတစ်ခုဖြစ်ပါတယ်။ယူကရိန်းဘက်ကတော့ ော့အခုစစ်စင်ရေးလှုပ်ဖို့လာပေါင်းများစွာအချိန်ယူခဲ့ရတယ်လို့ပြောပါရယ် ်နောက်ထပ်တစ်ပုဒ်ကတော့ဒီတောင်ကိုရီးယားကသတင်းမှာတောင်ကိုရီးယားရဲ့သတင်းကိုပြောပြပါမယ်အတိုက်ခံဒီမိုကရက်တစ်ပါတီရဲ့ခေါင်းဆောင်လီကျဲမြောင်ကရွေးကောက်ပွဲအောင်နိုင်ခဲ့ပြီးတော့သမရအသစ်ဖြစ်လာခဲ့ပါတယ်ဒီကနေ့ဂျွန်လ၄ရက်နေ့မှာပေါ့လေဒီကိုရီးယားဆန်တော်ချိန်၁၇နှစ်လောက်မှာသမရအသစ်လီကျဲမြောင်ကအကျန်းသစ္စာကျင်းစုခဲ့ပါတယ်အခမ်းအနားမှာတော့ဂုံပြူတချင်းဆိုတာမျိုးကပြတာမျိုးအမြောက်ပြစ်ဖောက်တာမျိုးတွေမရှိဘဲနဲ့ရိုးရိုးရှင်းရှင်း ်ကျန်းသစ္စာကျင်းစုပွဲလုပ်သွားတာဖြစ်ပါတယ်။သမရအစ်စ်ကအမေရိကန်နဲ့မဟာမိတ်ပြုမှုအပေါ်မှာလက်တွေ့ကျတဲ့နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးသွားမယ်လို့လည်းပြောပါတယ်။ကိုရီးယားမှာရှိတဲ့မြန်မာအတိုက်ခံတွေရဲ့အဆိုအရဆိုရင်အခုသမရဟာပြည်내အုပ်ချုပ်ရေးမှုဘဝထဲမှာကလေးကမြန်မာအရေးကိုထောက်ခံကူညီတဲ့သူဖြစ်တယ်လို့ဆိုပါတယ်။ အရင်သမရာယွန်းဆွတ်ရိုကတော့ဒီအာနာသိမ့်ဖို့စူးစမ်းရဲဆိုပြီး ကိုရီးယားအခြေခံဥပဒေဆိုင်ရာခုံရုံးတရားသူကြီးတွေကဧပြီလအစောပိုင်းမှာကလေးကယာရူကနေဖယ်ရှားခဲ့တာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ပုတ်ကတော့ဘန်ကောက်ကမြန်မာနိုင်ငံသားတွေအတွက်ပါ ဟိုးအရင်ကခွေးတွေဒီကြောင်တွေကိုအိမ်ဆောင်ဖို့ကြွက်ခုတ်ဖို့အတွက်မွေးကြပါတယ်ဒါပေမဲ့အခုခေတ်မှာတော့သားတွေသမီးတွေရဲ့နေရာမှာထားပြီးတော့မွေးမြူလာကြပါတယ်ကိုတွေဘယ်ဘဲတော်တော်ဒီတတမီမီလေးတွေကိုကိုနဲ့အတူခေါ်သွားကျင်းကြပါတယ်ဒါပေမဲ့လူထုပို့ဆောင်ရေးဖြစ်တဲ့ဘတ်ကားတို့နောက်ပြီးတော့ဒီရထားတို့သုံးတဲ့အခါမှာတော့အိမ်မွေးတရိတ်ဆန်တွေကိုခေါ်သွားဖို့ကတကယ်ကိုမလွယ်ကူခဲ့ပါဘူးအခုတော့တရိတ်ဆန်ချစ်သူတွေအတွက်သတင်းကောင်းလေးပါ ဘန်ကောက်ကယထာလိုင်းဖြစ်တဲ့ဒီ red line မှာတိရစ္ဆာန်လေးတွေကိုဇွန်လ1ရက်နေ့ကစပြီးတော့အခမဲ့ခေါ်သွားလို့ရမယ့်အချိန်တွေကိုထုတ်ပြန်လိုက်ပါတယ်။တိရစ္ဆာန်လေးတွေကိုမနက်9:00နာရီခွဲနဲ့6:00နာရီခွဲကြားမှာတစ်ခါနောက်ပြီးတော့နေခင်ပိုင်းမှာဆိုလို့ရှိရင်10:00နာရီကနေညနေ9:00နာရီအတွင်းမှာတစ်ခါညပိုင်း9:00နာရီကနေတကောင်12:00နာရီထိတစ်ခါ red line ယထာတွေကိုအခမဲ့စီးခွင့်ရမယ်လို့ဆိုပါတယ်။စနေနဲ့ဒီတနင်္ဂနွေနေ့ရုံးပိတ်ရက်တွေမှာတော့မနက်9:00 9နိုင်ခွဲကနေည7နိုင်အထိတနေ့ကုန်ခေါ်သွားလို့ရပါတယ်တဲ့ red line ရထားဟာဆိုလို့ရှိရင်နှမျိုးရှိပြီးတော့ပထမတစ်မျိုးကတော့ထမဆက်တက်ကတူ ram ship ประวงကနေမဟာချိုင်ကိုပြေးဆွဲတဲ့ line နဲ့ဒုတိယ line ကတော့ဒီနတ်ခွန်ပထုံကနေခွားမတ်ကိုပြေးတဲ့အဲပြေးဆွဲတဲ့ line တွေဖြစ်ပါတယ်ဆိုတော့ရထားမစည်းခင်မှာတော့ခွေးလေးတွေကြောင်လေးတွေကိုအရင်ဆုံးမှတ်ပုံတင်ဖို့တော့လိုပါတယ်တဲ့ရှင် တတင်းနဲ့မီဒီယာကွန်ရဲ့ NNG တတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ညတိုင်းမှာရုပ်သံတတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။